ကဲရန်ကုန်မြို့ရဲ့အေဂျင့်လာတဲ့မနက်ခင်းလေးကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဂျေလိုအေးလိုပန်းလိုချမ်းမြေ့ပြီးတော့ကျွန်တော်စီးပွားရေးပေါင်းစုံနယ်ပယ်ပေါင်းစုံကမိတ်ဆွေများတငယ်ချင်းများအားလုံးကျွန်တော်တို့လုပ်ငန်းတူမိတ်ဆွေများအားလုံးစီးပွားရေးတွေအဆင်ပြေကြပါစေအကြောင်းဝယ်တွေကောင်းကြပါစေနော်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံအားလုံးအေဂျင့်ပျော်ရွှင်ကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ကျွန်တော်ကတော့ကားချစ်သူမိဘပြည်သူများ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက်ကားနဲ့ပတ်သက်တဲ့သုံးတရားကိုတင်ဆက်ပေးတယ်။ဘွာတွေရတဲ့သင်ခန်းစာတွေကိုတင်ဆက်ပေးတယ်။ကိုမိုးကားအမှုပညာပဲဖြစ်ပါတယ်ခင်ဗျာ။ကဲဒီနေ့မှာတော့ကျွန်တော်တွေဝမ်းသာရပါတယ်၊ကြည်နူးရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့များစွာဝမ်းမြောက်ဝမ်းသာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရောင်းချပေးလိုက်တဲ့သိန်း900ဝန်းကျင်600ဝန်းကျင်ကားလေးတွေများစွာများစွာအဲဝယ်ယူသူ user တွေရဲ့အော် any user ပေါ့နော်။ တကယ်သုံးဆွဲမဲ့သူတွေရဲ့လက်ထဲကိုကျွန်တော်တို့ရောက်ရှိသွားတဲ့အတွက်တကယ်ဝမ်းမြောက်ဝမ်းသာရှိကြပါတယ်ရှိလာပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကကျွန်တော်ရောင်းချပေးလိုက်တဲ့ကား၁၀သီးဝင်းကျင်နော်တိန်900ဝင်းကျင်တိန်600ဝင်းကျင်ကားလေးတွေ၁၀သီးဝင်းကျင်ကကျွန်တော်ရောင်းချပေးတဲ့ကားလေးတွေကဒဇီးနှစ်စီးသာကျန်ပါတော့တယ် ဒီကားလေးမှာ Chevrolet MW လိုတို့ကားမျိုးလေးတွေကြံသေးမယ်ပြီးတော့ရင်တော့ Mitsubishi Colt လိုမျိုးကားမျိုးလေးဂျပန်ကားလေးတွေကြံသေးမယ်ပြီးတော့ရင်တော့ Chevrolet Spark လိုကားမျိုးလေး2018 model နဲ့ကားလေးကြံနှစ်စီးသုံးစီးသာကျွန်တော်တို့900ရန်600ရန်ဝင်းကျင်လေးတွေကြံပါတော့တယ်ခင်ဗျာအဲဒါကြောင့်မလို့ကျွန်တော်တို့စီမှာ900ရန်600ရန်အမေးမြန်းများတဲ့မိတ်ဆွေများအားလုံးအဲကျွန်တော်တို့ကြံရှိတဲ့ကားလေးတွေကိုရရှိပိုင်ဆိုင်နိုင်ပါမယ်ထပ်မံပြီးတော့ကျွန်တော်ထပ်မံရောက်ရှိတဲ့ Toyota ျွန်တော်တို့ Toyota တွေဆိုရင် Belta မှမေးတယ် Toyota Belta ရဲ့ကားလေးထက်မှန်ပြီးဖြစ်ဆွတ်ထားတဲ့ကားလေးဆိုလို့ရှိရင်3600အစွန်ပိုင်းလေးဒီမှာကြံပါသေးဦးမယ်နော်ကားလေးကတော့ထက်မှန်ပြီးတော့ဖြစ်ဆွတ်ထားတာဖြစ်ပါတယ် Toyota Belta 2009 model 2E နဲ့1.3 2E နဲ့ရရှိမဲ့ကားလေး3600အစွန်ပိုင်းမှာရရှိမဲ့အဲဒါတော့600အစွန်ပိုင်းလေးဒီမှာထက်မှန်ရောက်ရှိမဲ့ကားလေးရှိတယ်ကျွန်တော်သိဉဏ်မတိုင်ခင်ကျွန်တော်တို့ရရှိမဲ့ကားလေးတွေကတော့ အဲ3600ဝန်းကျင်ကားလေးတွေကျွန်တော်နှစ်စီးသုံးစီးလောက်ပဲကြံပါတော့မယ်နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုရင်တော့3000ဂျော်ဒန်ကားလေးတွေဆိုလို့ရှိရင်နော်ဆိုဒီ7လို့ကားမျိုးတွေရရှိမယ်3000အောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော့1000ကျွန်တော်တို့1000ဆွန်းဆွန်းလေးတွေမှာရရှိမယ်ကားလေးတွေနော်အဲ1000ဆွန်း1000အောက်မှာရရှိမယ်ဆိုဆိုဒီ3ဆိုဒီ3ဆိုတော့ကျွန်တော်စီမှာအဲဟိုဟိုတနေ့ကကျွန်တော်ကားသုံးစီးနော်ကျွန်တော်တို့စတက်တက်တင်ထားတာရှိတယ်ဆိုဒီ3ကနှစ်စီးဆိုဒီ7က ဒဇီးနော်စသဖြင့်ကျွန်တော်စတက်တက်လေးတင်ထားတာဒီနေရာမှာကျွန်တော်ဆိုရီဒီ3လေးကတော့ဒဇီးကရောက်ထွက်သွားပြီဆင်ချလာတာဖြစ်တဲ့အတွက်ဆိုရီဒီ3လေးဒဇီးကြံသေးတယ်ဒါကတော့ black color နဲ့ young online sin ygl sin တွေကနေပြီးတော့ရရှိမှာဖြစ်တယ်ဒီကားလေးတွေကကျွန်တော်တို့ engine power လည်းအသင့်တင့်ရှိတယ် engine power 1.5 turbo နဲ့သူက tui မျိုးစားဖြစ်ပြီးတော့ sunro mono တွေ push test smoky တွေပါတဲ့အတွက်တော်တော်များများ user တွေအတွက်အသုံးဝင်စေတဲ့စိုက်နှစ်သက်စေတဲ့ကားလေးတွေဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်စီမှာတင်းညံမတိုင်ခင် ဝယ်ယူမယ်ဆိုရင်သိန်းတစ်ထောင်ကျော်တန်ကားလေးတွေလည်းများစွာရှိပါတယ်ဒါတော့ဒီနေ့မှာတော့ကျွန်တော်သိန်းတစ်ထောင်ကျော်တန်ကားလေးတွေကိုများစွာကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာအဲသိန်းတစ်ထောင်ကျော်တန်ကားလေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ total effect တွေက1005လိတ်ပေါ့နော်ရုပ်ပြောင်းတဲ့ကားလေးတည်းရမယ်သိန်း1400ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်ခင်ဗျာ Sinotrap VGV တွေကဆိုလို့ရှိရင်လည်းသိန်းထောင်ကျော်မယ်နော်သိန်း1800ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်ဒါတော့ခုံသုံးတန်းကားတွေနော် ်ပြီးတော့ရင်တော့ဒီမှာ Jet တော့895ဖိုက်တဲ့ရဆိုရင်လေ3500ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်ခင်ဗျာကဲပြီးွားရင်1400ဝင်းကျင်ခြံငန်း CS75 Black 3400ဝင်းကျင်မှာရရှိမှာဖြစ်ပါတယ်အဲပြီးတော့ရင်တော့ Soy DH7 Soy DH7 ဆိုရင်တော့ကျွန်တော်တို့အဖြူရောင်ဈေးရမယ်ဒါကတော့ကျွန်တော် Soy DH7 Prime နဲ့ကအာနီညိုရောင်လေးပေါ့နော်နီညိုရောင်ဈေးရမှာဖြစ်ပါတယ်ခင်ဗျာ3000အစွန်ပိုင်းလေးပါနော် အဲဒါတော့သိန်း6အောက်မှာရရှိမယ်900ဆွန်းပိုင်းမှာရရှိမယ် GAC GS4 ဖြစ်ပါတယ် engine power 1.5တွေဖြစ်ပါတယ်ပြီးတော့ Harvey H2 သိန်း900ဆွန်းပိုင်းမှာရရှိမှာဖြစ်ပါတယ်ခင်ဗျာသိန်း900ဆွန်းပိုင်းမှာရရှိမယ်သိန်း900ကျော်မှာရရှိမယ်ဂျပန်ကားတွေကဆိုလို့ရှိရင်တော့ Toyota Kluga တွေကရရှိမှာဖြစ်ပါတယ်အဒီကားလေးကတော့ဆင်ရရရှိသွားပြီเนาะဆိုပြီး DA3 လေးကတော့ဆင်ရရရှိတဲ့ကားလေးဖြစ်ပါတယ် ကဲကျေးဇူးတင် လေးစားပါရယ်เนาะအဲကျွန်တော်စီမှာနေအဝေးကနေပြီးတော့ကျွန်တော်တို့ထူးခြားတာလေးရှိတယ်အခုရပိုင်းလေးမှာเนาะထူးခြားလေးပြီးပြောပြမယ်เนาะအကားလေးအရင်ပြလိုက်မယ်အရာ4ရဲ့ Toyota RAV4 ရဲ့3600ကျော်မှာရရှိမယ် Iran လေးနဲ့ engine power 204 wheel လေးဖြစ်ပါတယ်အောက်ပိုင်းမြမလိုချင်တယ်ဆိုရရှိမယ်เนาะပြီးတော့ရင်တော့ကျွန်တော်တို့ဒီမှာ D90 D50 တွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့3800ကျော်မှာ3800ဆုံးပိုင်းမှာရရှိမယ်ကားလေးဖြစ်ပြီးတော့အခေယာနေနဲ့ RN เนาะ အခေယာမြင့်မြင့် model မြင့်မြင့်2020 model ကိုရရှိမှာဖြစ်တယ်။အပြီးသွားရင်တော့ကျွန်တော်တို့ဒီ90ဒီ50ရဆိုလို့ရှိရင်လည်းကျွန်တော်တို့3800ကျော်မှာရရှိမယ် 1S နဲ့ MD1 ရရှိမယ်နော်။ဒါတော့ကျွန်တော်3800ကျော်900000ကားလေးတွေကိုကျွန်တော်ပြသသွားတာဖြစ်ပါတယ်။ဒါတော့ showroom အမှတ်နှစ်ဖြစ်ပါတယ်။ showroom အမှတ်နှစ်မှာကားလေးတွေကိုကျွန်တော်တို့ပြသသွားတာဖြစ်ပါတယ်။ဒါလေးကတော့အတိတ်ထမှန်ရောက်ရှိတဲ့ Toyota Velta 1.3 engine နဲ့ 2E မျိုးစားဖြစ်ပြီးတော့ model E အနေနဲ့2009 model ဖြစ်ပါ ဒီကားလေးတွေကိုလိုချင်တယ်ဆိုရင်ကိုမိုကားနုမြညာစီမှာလာရောက်ပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ဒါတော့ရှိုးရုံအမှတ်နှစ်ကကားလေးတွေကိုကျွန်တော်ပြသပြီးတော့ကျွန်တော်တို့ရှိုးရုံအမှတ်တစ်ကကားလေးတွေလည်းကျွန်တော်လိုက်ပြပေးဦးမယ်နော်အကျွန်တော်အခုရက်ပိုင်းမှာဘလို့ထူးခြားလဲထူးခြားမှုလေးများစွာရှိရဲ့နေရနေပြီးတော့ကျွန်တော်စီကိုကိုမိုကားနုမြညာစီကိုငွေအခြေခြေပြီးတော့လှမ်းပြီးတော့ငွေလွှဲတဲ့သူတွေလည်းရှိတယ်တကယ်ယုံကြည်စွာဖြင့်ကျေးဇူးတင်လေးစားပါတယ်လို့ပြောပေးရသည်ဒါကြောင့်မလို့ကျွန်တော်တို့ကိုမိုကားနုမြညာကိုချစ်ခင်ယုံကြည်စွာဖြင့် ဝယ်ယူကြတဲ့မိတ်ဆွေတွေတော်တော်လေးထူးကြတယ်အခုရပိုင်းမှာတစ်စီးနှစ်စီးလောက်ကိုနော်အရင်တော့ဆိုရင်ကျွန်တော်အဲ့လိုမျိုးမရှိဘူးနေရနေပြီးတော့ယုံကြည်တယ်ဆိုလို့ရှိရင်လာရောက်ကြည့်ရှုတယ်ကြည့်ရှုပြီးတော့မှဝယ်ယူတယ်အခုကအခုရတယ်မှာထူးကြတယ်ကျွန်တော်နှစ်စီးလောက်ကိုကျွန်တော်တို့ဝေးအခြေခြေလမ်းလွှဲပြီးတော့မှဒီမှာကျွန်တော်တို့အဲချို့ကြတော့လဲနေမကောင်းတာရှိတာပေါ့နော်နေမကောင်းအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့လူကိုယ်တိုင်မလာနိုင်ဘူးသူတို့ရဲ့ချွေမျိုးသားချင်းတွေကိုလာရောက်ပြီးတော့ကားလေးတွေယူခိုင်းတယ်ကားလေးကြီးခိုင်းပြီးတော့ဝယ်ယူသွားတာရှိတယ်ဒါကြောင့်မလို့ကျွန်တော်စီမှာယုံကြည်စွာအဖြစ်လာရောက်ဝယ်ယူသွားတဲ့ မြန်မာနိုင်ငံအနှံ့ကနေပြီးတော့ကနော်ဟိုရက်ကလာဝဲကနေပြီးတော့ကနေပြီးတော့ငွေကြီးချီငွေလွှဲပြီးတော့ဝယ်ယူတာပေါ့နော်အခုရက်ပိုင်းမှာလဲဟွန်နာဖစ်ဂျီစစ်လေးတွေကျွန်တော်၄စီး၅စီးလောက်ကျွန်တော်တို့ပြတ်တာပြီးရောင်းချလာတာရှိပါတယ်အဲဒါကိုလဲကျွန်တော်တို့၄၅စီးလောက်ကိုကျွန်တော်ရောင်းချသွားတဲ့နေရာမှာနော်လာပြီးဝယ်ယူသွားတာကျေးဇူးတင်ပါတယ်ဟွန်နာဖစ်လေးတွေကျွန်တော်ဒီမှာ၄၅စီးလောက်ကျွန်တော်တို့အာရောင်းထွက်သွားပါပြီနော်ကျေးဇူးတင်ပါတယ်လေးစားပါတယ်နော် ကဲနောက်ထပ်ကျွန်တော်ကားလေးတွေကိုထပ်ပြပေးမယ်နော်ရှိုးရုံအမှတ်1ကကားလေးတွေကိုအဲဒါဂျပန်ကားတွေမှာလိုချင်တယ်အောက်ပိုင်းကြီးမှာလိုချင်တယ်တိန့်ချောင်ကျော်လေးဆွန်းဆွန်းလေးမှာပဲလိုချင်တယ်ဆိုရင်တော့ Nissan Quest Sky တွေရရှိမယ်နော် Nissan Quest Sky တွေက Nissan Quest Sky တွေဆိုရင်ဒီမှာနော်1.2 turbo နဲ့ engine power 1.2 turbo နဲ့အောက်ပိုင်းကြီးမှာလိုချင်တယ်အစွဲယုံလေးကောင်းတယ် engine power 1.2 turbo နော် 1P နဲ့ရရှိမှာဖြစ်ပါတယ် model ကြီးကနေ2015 model ဒီကားလေးကကျွန်တော်ထပ်မှန်ပြီးတော့ကျွန်တော်တို့ အဲကျွန်တော်ရောင်းချတာတဲ့ကားလေးကိုပြန်လည်ဝယ်ယူထားတဲ့ကားလေးဖြစ်ပါတယ်လိုချင်လဲဆိုရင်တော့ဈေးနှုန်းချိုသာစွာဖြင့်ရရှိစေရန်ကျွန်တော်တို့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ကဲကျွန်တော်တို့မင်္ဂလာရှိလာတဲ့နည်းနည်းခင်းလေးရနေပြီးတော့ကျွန်တော် မင်္ဂလာရှိတဲ့ဈေးလေးရင်းနဲ့အဲကျွန်တော်ဒီလိုအချိန်ခါတော့မင်္ဂလာရှိတဲ့အချိန်ခါဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်စီမှာနေ့စဉ်နေ့တိုင်းလာရောက်ပြီးအားပေးဝယ်ယူကြတဲ့မြန်မာနိုင်ငံအနှံ့အားချစ်သူမိဘပြည်သူတွေကိုကျေးဇူးတင် လေးစားပါတယ်လို့ကျွန်တော်ပြောပေးရစီခင်ဗျာကဲကျွန်တော်ဒီမှာထပ်မံပြီးတော့အစ်စ်ထပ်မံရောက်ရှိနေတဲ့ကားလေးရှိတယ်เนาะဒါကတော့ရှိုးရုံးကျွန်တော်အခုရောက်ရှိနေနေရတော့ရှိုးရုံးအမှတ်1ပဲဖြစ်ပါတယ် ဆိုတော့အမှတ်1မှာတော့ဘယ်လိုကားလေးရှိမလဲဆိုတော့ကျွန်တော်ဇက်တော့8 SMD ဆိုရင်ထပ်မှန်ပြီးအစ်စ်ထပ်မှန်ရောက်ရှိနေဇက်တော့8 SMD ဆိုရင်ကျွန်တော်စီမှာရွေးချယ်တဲ့အနစီ3သိန်းလောက်ရှိပါတယ်အခုလောတဲ့ဒီကားလေးကတော့ကျွန်တော်မျက်မြင်ကြည့်ရှုဝယ်ယူနိုင်ပါတယ် 1R နဲ့ MD1 license ရရှိမယ်အဒီကားလေးကတော့ကျွန်တော်မနေ့ကဆင်ရချပြီးဝယ်ယူသွားတဲ့ Pro Toda Pro Box နီးနက်ကားလေးဖြစ်ပါတယ်နော် ဒီနေ့ကားလေးကတော့ကျွန်တော်ခုနကပြောထားတဲ့အတိုင်းပဲကျွန်တော်ရဲ့နှလုံးသားလေးရဲ့ကားလေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်စတင်ပြီးတော့ကားလေးပိုင်ဆိုင်ခဲ့တာ Toyota Pro Pro Box ကားလေးတစ်စီးကိုပိုင်ဆိုင်ခဲ့တယ်ဒါကြောင့်မလို့ Toyota Pro Box တွေကတော့ကျွန်တော်တကယ်ဟိုချစ်ခင်တဲ့အဲကျွန်တော်နှလုံးသားလေးရဲ့ကားလေးတွေဖြစ်ပါတယ်ကားတွေများစွာတဲ့မှာမဘယ်လိုကားမျိုးလေးတွေကြိုက်နေသက်လဲဘယ်လိုကားလေးတွေဘယ်ကားကိုအကြိုက်ဆုံးလဲလို့မေးလို့ရှိရင်ကျွန်တော် Toyota Pro Box ကားလေးကအကြိုက်ဆုံးလို့ပြောရမှာဖြေရမှာဖြစ်ပါတယ်နော်ကဲကားလေးတွေကျွန်တော်ထပ်မံပြသပေးဦးမှာနော် အဲကျွန်တော်တို့900ကျော်တန်းကားလေးတွေကျွန်တော်ပြသသွားတာ900ကျော်တန်း600ကျော်တန်းဆိုရင်အားလုံးပေါင်း10သီးဝန်းကျင်လောက်ရှိတယ်။ထဲမှာမှာကျွန်တော်တို့ဒီကားလေးတစ်စီးကြံမယ်ဒီကားလေးတစ်စီးကြံမယ်ဒါကတော့ Mitsubishi Colt လေးနော်ဆိုတော့ကျွန်တော်ပြောတာ Mitsubishi Colt လေးတစ်စီးကြံမယ်ပြီးသွားရင်တော့ Chevrolet Spark လေးတစ်စီးကြံမယ်900ကျော်တန်းကားလေးတွေတော်တော်ကုန်သွားပြီအဲ600ကျော်တန်းကားလေးတွေကနေဒိုင်ယန် EV ကားလေးတစ်စီးရမယ်နော်ဒါဧည့်သည်တွေကလည်းမနက်ခင်းစွာနဲ့ကျွန်တော်တို့အာလာရောက်ပြီးတော့ အားပေးနေတဲ့မိတ်ဆွေတွေများပါရှိပါတယ်ကျေးဇူးတင်လေးစားပါတယ်လို့ပြောပြရစီနော်အဲကျွန်တော်တို့ဒီမှာတော့ဒီကားလေးဆိုတော့3600ကျော်နဲ့ရရှိမယ်685သိန်းဈေးနှုန်းအတိအကျလေးပြောပြရနော်ဈေးနှုန်း685သိန်းနဲ့ရရှိမယ်နော်အဲကျွန်တော်နောက်မှာအသေးရောက်ရှိနေတဲ့အော် Switch GL ကားလေးပေါ့နော် Switch GL ကားလေးကိုချက်လောက်လိုက်ကြည့်ရအောင် Suzuki Switch GL ကားလေးကတော့ကျွန်တော်တို့ဒီမှာတူးကျူနဲ့ဝိုင်းဂျင်လိုက်စင်းနဲ့အော် Black လေးနော် Original Safe ပတ်လေနီနီရှိရဲကားလေးတစ်စီးကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ် ဈေးနှုန်းတွေကတော့ဒီကားလေးဆိုရင်3800ကျော်မှာ3850ဝန်းကျင်နဲ့ရရှိမှာဖြစ်ဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးတန်စီတဲ့ကားလေးတစ်စီးဖြစ်ပါတော့เนาะဒါဒါကတော့ Switch GLA ကားလေးเนาะတစ်ချက်တော့ပြပေးလိုက်နောက်ဘက်မှာလဲ squaler လေးပါတယ် scale လေးတွေနဲ့ပက်လယ်လေးတွေစင်နာပြီးသားဖြစ်တယ်အတွက်မိတ်ဆွေများအားလုံးအာလာရောက်ပြီးတော့လူငယ်လေးတွေတော့တော်တော်ကြိုက်နေတတ်မယ်လို့ထင်ပါတယ်เนาะတော်တော်လေးမိုက်တယ်ကားလေးကအခုမြင်တွေ့နေရတဲ့အတိုင်းပဲအပြင်မှာပူလှမယ်เนาะအပြင်မှာပူလှမယ်ဒါကြောင့်မို့မင်္ဂလာနဲ့နဲ့ခင်မှာကျွန်တော်မင်္ဂလာရှိတဲ့ဈေးလေးတွေနဲ့ မင်္ဂလာရှိတဲ့နာနဲ့ခင်မှာမင်္ဂလာရှိတဲ့ဈေးလေးတွေနဲ့ကျွန်တော်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအေဂျင့်ပြီးတော့ကြော်ရှင်ကြပါသေးလို့စုမုံအောင်တောင်းလိုက်ပါတယ်မင်္ဂလာနာနဲ့ခင်မှာရန်ကုန်မြို့ရဲ့မင်္ဂလာနာနဲ့ခင်လေးရနေပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုနှွေးထွေးပြူငါစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုရပိုင်းကတော့မင်္ဂလာရှိပါတယ်ကျွန်တော်ဘာကြောင့်လဲဆိုတော့မြန်မာတို့ရဲ့နှစ်တစ်ကူတင်းညံအခါသမယရောက်ရှိတော့မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အေဂျင့်ဆိုတာအားယူမဲ့အပန်းဖြေမဲ့သူများအတွက်ကားလေးတွေတုံးဆွဲသူများ သုံးဆွဲပြီးတော့ဝယ်ယူကြမဲ့သူများအတွက်ကျွန်တော်တို့တကယ်လိုအပ်တဲ့သူတွေကိုလက်ထဲကိုရောက်အောင်လို့ကျွန်တော်တို့ရည်ရွယ်ချက်သော်နော်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကလိုအပ်တဲ့သူတွေ900ဝန်းကျင်900အောက်လေးသုံးဆွဲတဲ့သူတွေတကယ်ကိုကျွန်တော်ဖြစ်ဆွတ်ထားတာနော်ဒဇီနစီ10ဇီးဝန်းကျင်လောက်ထိဖြစ်ဆွတ်ခဲ့တာဖြစ်ပါဒါမှအခုမှကျွန်တော်တို့မှာဒဇီနစီတာကြံပါတော့တယ်။ဒါကြောင့်မလို့ကားသုံးဆွဲသူမိဘပြုသူတွေရှင်ရှင်ထဲမှာအေးမြစီတာကျွန်တော်ရဲ့နှလုံးသားထဲမှာအေးမြစီတာနဲ့အတူတူပါပဲ။ဒါကြောင့်မလို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအေးဂျင့်ပျော်ရွှင်တဲ့ အရာများကိုဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့ကဲနောက်ထပ်နောက်ထပ်ဗီဒီယိုဒီမှာပုံမကားနုပညာနဲ့ပြန်လည်ဆုံတွေ့ကြမယ်ကဲပုံမကားနုပညာစီကိုဓာတ်ရောက်ခဲ့ဖို့နှွေးထွေးစွာထပ်မံပြီးတော့ဖိတ်ခေါ်လိုက်ပါရခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာအားလုံး